မက်ဆီကသူတို့ရဲ့အမွေးစားသားဖြစ်တယ်ဆိုတာတိတိတသားကြီးဖော်ပြခဲ့တဲ့ FIFA ရဲ့ဓာတ်ပုံတစ်ပုံအားလုံးပဲမင်္ဂလာပါစူပါဖုတ်ဘောအေဂျင်မှာတင်ဆက်ပေးနေပါတယ် FIFA ဆိုတာနဲ့မက်ဆီကိုတွဲမြင်ရလာအောင်ဒီသူတို့နှစ်ဦးကလိုက်ဖက်လွန်နေခဲ့တာပါဒါကမက်ဆီနဲ့ဘာမှမဆိုင်ဘူးဆိုပေမဲ့ FIFA ရဲ့မက်ဆီအပေါ်ထားတဲ့စိတ်ဓာတ်ကလုံးဝကိုတန်တရာဝင်စရာပါပဲ FIFA ဆိုတာကဘောလုံးလောကရဲ့အကြီးမားဆုံးကမ္ဘာဘောလုံးအဖွဲ့အစည်းကြီးတစ်ခုပါမက်ဆီကိုဘောလင်းညော်စုတွေ ကဘာပလာတွေနဲ့အခြားသောစုစိတ်တွေမထိုက်တန်ပဲပေးခဲ့တာတွေကြောင့်ပဲပြီးပါမှာနမဲပြတ်များစွာလည်းရှိခဲ့ပါတယ်။မဆီလိုတာမန်ကစားသမားတယောက်ကိုနမဲပူပြီးကြီးစေခဲ့တာကဖီဘာရဲ့စနစ်တွေမကင်းပါဘူး။အခုလဲဖီဘာကလှုပ်ရှားလိုက်ပြန်ပါပြီ။ဖီဘာသူတို့ရဲ့ official account တွေကနေကဘာပလာအတွက် official poster တခုကိုထုတ်ဝေခဲ့ပါတယ်။ဒါပေမဲ့ထူးဆန်းတာကမဆီထက်ပူပြီးတာလွန်ကောင်းမွန်တဲ့ရော်နယ်ဒိုရဲ့ပုံမပါဝင်ခဲ့တာပါပဲ။ ရော်လန်ဒိုကအမေရိကန်သမ္မတထရန့်နဲ့အတူအိမ်ပြူတော်ညစာစာပွဲပြုလုပ်ခဲ့တဲ့ရုပ်တံဖိုင်မှာတော်တော်လေးဟော့ဖြစ်ခဲ့ပြီးအမေရိကန်သမ္မတထရန့်ကိုယ်တိုင်ကလည်းဆီယာ7ကတာဂိုးအစ်စ်ဖြစ်အောင်အတည်ပြုပြောဆိုခဲ့ပါတယ်။ဒါကိုအိုးကမပူစလောင်းကပူခဲ့တဲ့ဖီဘာသူတို့ရဲ့မွေးသားသားလေးမက်ဆီဘက်ကနေပြင်ဝင်ကျင်းနေခဲ့ပြီးအခုလိုပတ်လိုက်တဲ့ပိုစတာကိုထုတ်ဝေခဲ့တာလည်းဖြစ်ပါတယ်။ရော်လန်ဒိုတယောက်ဘွားကလည်းလုံးဝကိုတနာစရာကောင်းသလိုချီလဲချီးကျူးမိပါတယ်။မက်ဆီလိုပါရမီလဲပါတယ်။ဖီဘာကလည်းသူ့ဘက်မှာ ပြီးတော့အသင်းတစ်သင်းနဲ့ပဲထိုင်ကစားခဲ့ပြီးအကောင်းဆုံးဆိုပြီးတော့သတ်မှတ်ခံခဲ့ရတဲ့လူကိုရော်နယ်ဒိုကရှင်ဖိုက်ခဲ့တာပါဒါကအတူယူစရာလည်းကောင်းပါလေငါကမချမ်းသာတဲ့မိသားစုဘဝကကြီးပြင်းလာလို့ငါတို့နိုင်ငံကဘာဖြစ်နေလို့အစင်ဂျီဒီပြင်းနေတာလဲဆိုင်ရယ်ရော်နယ်ဒိုတို့ဘာကောင်းမဲဖြစ်ဖြစ်ဘသူကြီးပဲသူ့ဘက်ကပါနေပါစေရှင်ပြိုင်နိုင်စွမ်းရှိပြီးအကောင်းဆုံးလှုပ်ပြခဲ့တဲ့ရော်နယ်ဒိုကိုကျွန်တော်တို့အတူယူရမှာပဲဖြစ်ပါလေ FIFA ရဲ့ပိုစတာအကြောင်းကိုဆက်လက်ပြီးတော့ပြောပြရမယ်ဆိုရင်ဒီအပေါ်မှာရော်နယ်ဒိုပြည်သက်တွေကအပြင်းထန်ဝေဖန်ခဲ့ပြီးတော့ ဖီဘာအဆိုပါပုံကိုပြန်ဖြတ်ခဲ့ရပါတယ်။ဒါပေမဲ့ရော်နယ်ဒိုပြိတ္တတွေကတော့ဖီဘာရဲ့လုပ်ရက်ကိုမေးခွန်းထုတ်နေပြီးတော့မက်ဆီကိုမျက်နှာသာပေးတယ်လို့ဆွဆွဲခံနေရတာတွေကအမှန်တကယ်ဖြစ်နေတာပဲလို့ပြောဆိုနေကြပါပြီ။နောက်ထပ်သူတင်ခဲ့တဲ့ပုံကလည်းအပြစ်တင်ခံရပြန်ပါတယ်။2022ကမ္ဘာဖလားရဲ့အကောင်းဆုံးအခိုက်အတန့်တွေလို့ဖော်ပြခဲ့ရမှာမက်ဆီကကမ္ဘာဖလားကိုကင်မြောက်နေတဲ့ပုံကြီးကိုအကြီးမားဆုံးအဖြစ်ဖော်ပြခဲ့ကြပါတယ်။အဲ့ဒီအပေါ်မှာတော့မော်ရိုကိုကစားသမားအနာရီကပေါ်တူဂီဘက်ကိုခေါင်းတိုက်ကိုးသွင်းနေတဲ့ပုံကိုထိတ်ပြီးတော့ ဖော်ပြခဲ့တာကရော်နယ်ဒိုကိုမထင်မရှားပုံရိပ်အနေနဲ့ဖော်ပြခဲ့တယ်လို့ဆွဆွဲခံရပြန်ပါပြီး